အဲဟယ်လိုအားလုံးပဲမင်္ဂလာပါဗောနော်ဒီနေ့ကကျွန်တော်ကကျွန်တော်မေးထားကြရပါဗောနော်ဒီကရောကစားရဲ့စကင်း3ကိုဗောနော်3 at ဘယ်လိုလောက်ကလဲလို့မေးထားတဲ့သူတွေရှိတယ်အဲ့ဒါကျွန်တော်ဒီနေ့ပြောပြပေးမယ်ဗောနော်ဟုတ်ပြီ brother တို့အနေနဲ့လောက်တက်ချင်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုအစားဆုံးသေချာလိုက်ကြည့်ဗောနော်ကျွန်တော်စင်ကြီးနေသေချာလေးပြောပြပေးမယ်ဗောနော်3 at ကပြောတာပြောတာဗောနော်ထင်တော့လည်းမခတ်ပါဘူးဗျလွယ်ပါတယ်လောက်တက်သွားရင်တော့ဘယ်ရမစိုးကလွယ်ကူသွားတာပဲဗောမလောက်တက်ခင်ရတာခတ်တာပါ โอเคအဲ့တော့ကျွန်တော်ဒီကောင်ကရော့ကစားဖြတ်ပလိုက်ပါမယ်နော်ဖြတ်ပြင်မယ်ဒီကောင်အစားအနေပြန်လုပ်ပြမယ်ပြီးဒီကင်မရာကိုလည်းကျွန်တော်ဖြတ်ပလိုက်မယ်ဒီနောက်ခုကိုဖြတ်ပလိုက်မယ်ဒါဆိုကျွန်တော် ruby ပဲကြံခဲ့မယ်နော် ruby တော့လုံးဝပြတော့ဘူးအဓိကတော့ကျွန်တော်ကရော့ကစားပဲလုပ်ပြမယ်โอเคကရော့ကစားပဲလုပ်ပြမယ်ဆိုတော့ကျွန်တော်ဟိုကအရင်ဆုံးသွားဒေါင်းလိုက်မယ်ပေါ့နော်ကျွန်တော်လိုအပ်တာ 3D animation ကိုအရင်သွားဒေါင်းလိုက်မယ် 3D animation ကတော့ဒီ mass ian ကိုမှာသုံးပြရမှာပေါ့နော်ဒီ mass ian ကိုသုံးနည်းကိုကျွန်တော်ဗီဒီယိုတွေတင်ပေးထားတယ်အများကြီးပဲပေါ့နော်ကျွန်တော် YouTube channel မှာလည်းတင်ပေးထားတယ်โอเคကျွန်တော်တို့ဒီမှာဒီ fine ten နည်းတွေဒီ mass ian ကိုအသုံးပြုနည်းတွေကိုဒီ YouTube မှာသွားကြည့်ပေးပေါ့နော်ကျွန်တော်တစ်ချက်ပြမယ် ဒီဒီမှာလာကြည့်ပေးပါเนาะဒီ YouTube မှာလာကြည့်ပေးကျွန်တော် message အောင်အသုံးပြုနေသုံးပုတ်တင်ပေးထားတယ်ဒီမှာတစ်ပုတ်မနှစ်ပုတ်သုံးပုတ်ပါเนาะ 6K ဝက်တက်သွင်းနေရင် message အောင် animation ယူနေရပါเนาะကျွန်တော်ဗီဒီယိုသုံးပုတ်တင်ပေးထားတယ် browser အနေနဲ့ဒီမှာလာကြည့်လိုက်ပါเนาะအဲ့ဒါဆိုရင်တော့ message အောင်အသုံးပြုနေကိုတခြားနားလည်ပါလိမ့်မယ် okay ကျွန်တော်ဒီကိုပြန်သွားလိုက်မယ်เนาะဒီကိုရောက်ပြီဆိုရင်ဒီမှာကျွန်တော်ကတော့ grocery ကစားထည့်ပြီးသားเนาะဒီမှာ animation down ဖို့အတွက်ကျွန်တော်ရေးတယ်လို့မျိုးရိုက်ရှာမယ်เนาะ jumping ဆိုပြီးရိုက်ရှာလိုက် J U M P I N G jumping ပေါ့ โอเคဒီမှာဂျန်သူခုံလာရှိတော့เนาะအဲ့ဒါလေးလိုက်ရှာပါအဆင်ပြေမဲ့ဟာလားအဲကျွန်တော်ဒီကောင်ယူလိုက်မယ်ပေါ့နော်ဒီကောင်ကြီးယူလိုက်မယ်အဲယူပြီးဒီမှာ download ဆိုတာနှိပ်လိုက်ပါနော်ဒီမှာ download โอเค download โอเคဒီကောင်ရပြီဆိုရင်ကျွန်တော် map ဟိုပြန်သွားမယ်เนาะဒီကိုပြန်သွားလိုက်မယ် plasma 3ဒီကိုပြန်သွားလိုက်မယ်โอเค model ကိုနှိပ်မယ်เนาะ import နှိပ်မယ်စနကျွန်တော် down လာတဲ့ 3D animation ကိုထည့်ပေးမယ်ပေါ့เนาะဒီ download ထဲမှာပဲရှိနေမယ် โอเคဒီမှာเนาะပေါ်နေပြီအဲကြောင့်ဒီကောင်ထည့်လိုက်မယ်ဒီပထမဆုံးတစ်ခါဆိုရင်တော့ရက်ကိုနှိမ့်မယ်เนาะဒုတိယတစ်ခါဆိုရင်တော့ no နှိမ့်မယ်โอเคဒါဆိုရင်တော့ကရောကစားကိုရပြီပေါ့เนาะရပြီဆိုတော့ဒီကရောကစားတသေးလေးဖြစ်နေလိမ့်မယ်เนาะကိုလိုလောက်လေးနည်းလေးချိန်လိုက်မယ်နည်းလေးလူကောင်လေးနည်းနည်းလေးကြီးလိုက်မယ်ပေါ့เนาะအင်ကြီးကာလာထည့်ဖို့โอเคဒီမှာနည်းနည်းလေးကြီးလိုက်မယ် ဒီပတ်ပတ်လည်းလှည့်ကြည့်ပါနော်ကိုသေးနေတဲ့ဘက်ကဒီမှာချဲ့ပြီးတော့အစိမ်းအစိမ်းအောင်တုံးကရက်ရှိရနော်ဒီအစိမ်းအောင်စာကေအောင်နှိမ့်မယ်ဒီအစိမ်းအောင်တုံးကရက်ရှိတာဒီအနီအောင်တုံးလေးကကျတော့ဒီလိုဘေးကောက်အောင်လုပ်တာပေါ့နော်ဒါဘေးကောက်အောင်ဒီအပြောင်တုံးကကျတော့ဒီအရှိ့ကိုပေါ့နော်အရှိ့ကိုဖောင်းအောင်လုပ်တာဒါဆိုအရှိ့ကိုဆွဲတာโอเคဒါဆိုကျွန်တော်မျက်နှာလေးအရင်ထည့်လိုက်မယ်နော်ဒီကကတော့ကစားမျက်နှာကိုအရင်ထည့်မယ်အဲ့တော့မျက်နှာကိုထည့်မယ်ဆိုတော့ကျွန်တော်မျက်နှာကိုထောက်လိုက်မယ် ချက်ထောင်းမယ်ပြီးမတာရယ်ကိုနှိမ့်မယ်ပြီးတထူးကိုနှိမ့်မယ်ပြီးအပေါင်းလေးကိုနှိမ့်မယ်ပြီးဖိုင်နဲ့ကရော့ကစားကိုထည့်ပေးလိုက်ပါနော်โอเคဒီကောင်ပါနော်ဒါဆိုရင်နာပါကျွန်တော်ပြမယ်နော်ဒီကရော့ကစားကိုဘယ်လိုတောင်းရမလဲဆိုတာလည်းပြပေးမယ်ကျွန်တော်ဒီမှာပေါ့ ဒီမှာ 3D model only ဆိုရဲပါเนาะဒီမှာကျွန်တော်တင်ပေးထားတယ်ဒီမှာ crow ကစားပါเนาะအောက်ဆုံးမှာ crow ကစားအဲ့ဒါလေးကျွန်တော်တင်ပေးထားတယ် okay ပြီးပြီဆိုရင်တစ်ချက်ကြည့်မယ်เนาะတစ်ချက်ကြည့်မယ်ဆိုတော့ error ဘယ်မှာပါနေလဲဆိုတော့ဒီလက်မှာ error ပါတယ်ဗောနော်ဒီလက်ကိုပြင်ရမယ်လက်နဲ့ခြေထောက်နဲ့မှာမှားနေတယ်ဗောနော်အဲ့တော့လက်ကိုတစ်ချက်ထောက်လိုက်မယ်ထောက်ပြီးပြီဆိုရင်ဒီမှာ material လေးပေါ်လာပြီเนาะ material ကိုနှိပ်မယ်ပြီးဒီမှာကျွန်တော်အကွက်တစ်ပေးရမယ်เนาะအကွက်မရှိဘူးအဲ့တော့ဒီမှာအပေါင်းလေးကိုနှိပ်လိုက်မယ် အဲ့ဒါဆိုအကွက်တစ်ပေါ်လာပြီโอเคအဲ့ဒါဆိုတက်ထူးကိုနှိမ့်မယ်ပေါင်းနှိမ့်မယ်စနတိုင်းပဲဖိုင်အောင်သွားမယ်ကရောကစားပါနော်ကရောကစားပဲရိုက်ရှာလိုက်မယ်โอเคဒါဒူရီယာတစ်ခုထည့်လိုက်မယ်ဒူရီယာတစ်ပုံโอเคဒါဆိုရင်တော့ရပြီပေါ့နော်ဒါဆိုရပြီဆိုတော့ဗါရှိအောင်မလဲဆိုတော့နောက်ကသူ့ရဲ့အနောက်ကဒီကောင်မပေါ့ရလို့မျိုးပေါ့နော်ဒီကောင်ရှိအောင်မယ်ဒီကောင်အောင်ပြောင်းအောင်မယ်အကောင်တစ်ချက်ထောက်မယ် ပြီးမတာရယ်ကိုပဲနှိမ့်မယ်ပေါ့နော်စနလိုပဲအကွက်တစ်တကွက်ပေးလိုက်မယ်ပေါ့နော်ဒီကောင်ဟုတ်ပြီပြီးတထူးကိုနှိမ့်မယ်အပေါင်းနှိမ့်မယ်မီဒီယာပက်ကေ့ကိုရွေးမယ်စနတိုင်းပဲနော်မဒီအနီအောင်လေးကိုရွေးပေးလိုက်ပေါ့နော်ဒီအိုးလိမ္မော်ရောင်လေးကိုโอเคဒါဆိုရရပြီပေါ့နော် ဒါပေမဲ့ကာလာထည့်တာရပြီကာလာထည့်တာရပြီဆိုတော့ကျွန်တော်နေရာရွှေ့ရမယ်ပေါ့နော်နေရာရွှေ့မယ်စနက်လောက်တဲ့နေရာကိုကျွန်တော်ရွှေ့မယ်မက်လေးကိုကြုံလိုက်မယ်ဒါကျွန်တော်လောက်တဲ့နေရာပဲရောက်သွားဟိုဘက်ချမ်းမှာဟုတ်ပြီတွေ့ပြီပေါ့နော်ဒီမှာအပြောင်မြားလေးနဲ့ဒီအောင်မြားကိုပဲတုံးမယ်အစိမ်းအောင်မြားကိုမတုံးအောင်ပေါ့နော်โอเคကိုခုံမှာပင်နီယာစကုန်ဒီနီယာစခုံမှာပဲဒီညာလောက်ချလိုက်မယ်ပြင်းမျက်နှာဟိုဘက်ကိုလှည့်နေကွာရူဘီဘက်ကိုမျက်နှာလေးလှည့်ပေးမယ် rotate လေးနဲ့လှည့်ပြီး circle နဲ့နည်းနည်းလေးကြီးလိုက်ပေါ့โอเคပြီး rotate လေးနဲ့နည်းနည်းလေးဟိုဘက်ပြန်လှည့်မယ်โอเคလောက်လောက်ထားလိုက်ပါနော်โอเคနည်းနည်းလေးလူကောင်လေးနည်းနည်းသေးသေးရယ်ပေါ့နော်နည်းနည်းလေးကြီးလိုက်မယ်โอเคလောက်လောက်ဆိုရရပြီပေါ့เนาะလောက်လောက်ဆိုရင်စင်ပြေပြီโอเคဒါဆိုရင်တော့ဒီခုံတဲ့កောင်อ่ะ လောဆယ်တော့ဒီနားလေးပဲခုံမှာပါနော်အော်ကဒီလောက်လေးပဲသူကခုံမှာအဲ့ဒါကိုလောက်ရမှာပါနော်โอเคအဲ့တော့အရင်တော့ဒီနေရာလေးကိုကျွန်တော်ဂိတ်တစ်ခုချထားပါနော်ပြီးဒီမူးဆိုတာလေးကိုနှိမ့်မယ်ပါနော်မူးဆိုတာလေးကိုနှိမ့်မယ်โอเคဒီမှာဂိတ်လေးတစ်ချက်ချလိုက်ပါဂိတ်လေးတစ်ချက်ချပြီးပြီဆိုရင်လိုလေးဆွဲကြည့်မယ်ခုံလိုက်တဲ့နေရာလေးပေါ့နော်သူဒီစခုံတဲ့နေရာလေးကို ဒီစခုံတော့မယ်အဲလောက်လောက်အဲလောက်ခုံပြီဆိုရင်ကြီးလေးတစ်ချက်ချမယ်โอเคပြီးရင်နောက်နည်းနည်းလေးထပ်ယူမယ်ဒီလောက်လောက်ခုံပြီဆိုရင်ကြီးတစ်ချက်ချမယ်ဗောနော်ကြီးတစ်ချက်ချပြီမှာမြားလေးနဲ့ဆွတ်တင်လိုက်ခုံရင်တော့ဗောနော်โอเคမပြန်ကြည့်မယ်နော်โอเคဒီနားလောက် နာလောက်ကိုကြီးလေးတစ်ချက်ချမယ်ပြီးအရှည်လေးနည်းလေးဆွဲလိုက်ပါနော်ဒါဆိုဒီမှာကြည့်မယ်သူခုံတော့ခုံတဲ့ပုံစံဒီလိုဖြစ်သွားပြီပါနော်โอเคဒါဆိုအောက်အောက်ကျတဲ့နေရာလေးကိုအက်တစ်ကမယ်ပါနော် နည်းနည်းတိုင်မင်းလေးနည်းနည်းလွှဲရတယ်တိုင်မင်းလေးနည်းပြန်ပြင်းရမယ် ruby လွန်းထွက်သွားတဲ့နေရာလောက် okay ဒီဒီနေရာလောက်ချမှာနော်

โอเคပြီးဒီမှာဂျမ်းရင် JUM ဂျမ်း IAM ရင်ဂျမ်းဆိုတာချက်နေမယ်ပြီးလိုရင်းနေလေးပြန်ကျုံလိုက်ပြောနော်โอเคกูซ่าย้ายแม่เนี่ยလေးကိုဒီမှာအပေါင်းလေးယင်ပေးလိုက်ပါเนาะ animation ယင်ပေးရမယ် create ကိုနှိပ်ပြီးတော့ animation ကိုဒီမှာအညီပေးလိုက်ပါเนาะအဲရပြီဆိုဒီမှာအပေါင်းလေးတစ်ခုချမယ်အပေါင်းလေးမှာ key key လေးတစ်ခုချမယ် ရပြီဆိုရင်ဒီမှာကိုရိုက်ချင်တဲ့လောက်ကိုအရင်ဆုံးဆွဲယူလိုက်မယ်။ Okay ကင်မာလွတ်သွားတဲ့နေရာလောက်ပေါ့နော်။ Okay လောက်လောက်ဆိုလွတ်သွားပြီ။ပြန်နေအောင်ကြီးလေးချမယ်။ဒီလိုပြန်ချိန်လိုက်မယ်ပေါ့နော်။ ကင်မရာတော့ကိုရိုက်တက်တယ်လို့ရိုက်ပါနော်ကျွန်တော်ကျွန်တော်တော့အဆင်ပြေတယ်လို့ပဲရိုက်ပြန်တယ်ဒီလွန့်ထသွားတဲ့နေရာလောက်ထိပဲကျွန်တော်ရိုက်ပြမှာ။ โอเคဒီနေရာလေးတွေလွတ်သွားတဲ့နေရာလေးတွေပြန်ပြင်မယ်เนาะဟိုဒီလိုနေရာလေးလွတ်သွားပြီကီးလေးချမယ်နည်းလေးကြုံပေးလိုက်โอเคဒီနေရာလေးလွတ်သွားပြီဗောနော်လွတ်သွားပြီဆိုကီးချမယ်ပြင်ပြင်ပေးလိုက်ဗောနော်โอเคแล้วก็ยาดิเจ้าเราก็ทําแหละ ဒီချက်ပြန်ကြီးကြည့်ပါနော်โอเคအဲ့ဒါရိုက်ပါနော်မခတ်ပါဘူးလွဲပါလေရန်ကြီးမခတ်ပါဒါပေမဲ့ဒီကောင်ကအဖက်အဖက်တွေပါကြီးထဲတိုင်းတော့ပို့ပြီးလာတာပေါ့ဗျာကျွန်တော်ကတော့အဖက်တွေမထဲတတ်သေးဘူးအဲ့ကြောင့်တိတ်မဗီဒီယိုကတိတ်မလှဘူးโอเคကျွန်တော်ကြောင်ညာလေးခဏလေးဝင်ပါနော်โอเคကျွန်တော်စီမှာပါနော်ဒီတန်းလေးကျွန်တော်ဖွင့်ထားတယ် 3D အတင်းနဲ့ပတ်သက်ပြီးတော့ တင်တန်းကြီးကတော့ကျွန်တော်2000ခွဲယူတယ်ပေါ့နော်ကျွန်တော်တမားကြီးလိုအများကြီးတမတောင်းပါဘူးတသိန်း2သိန်းကျွန်တော်မတောင်းဘူးပေါ့နော်ကျွန်တော်တက်နိုင်တဲ့လောက်တက်နိုင်တဲ့လောက်လေးနဲ့ပဲကျွန်တော်လုပ်ပေးတယ်ပြီးတော့ကျွန်တော်ဗီဒီယိုကောနဲ့လည်းတေချာတင်ပေးတယ်နော်မသိတဲ့နေရာကြီးဆိုရင်ကျွန်တော်ဖုန်းခေါ်ပြီးရှင်းပြရတယ်ဖုန်းခေါ်ပြီးတော့လုပ်ပြရတယ်ပေါ့နော်အကုန်လုံးဒီပါကျွန်တော်တင်ပေးပါတယ်โอเคအတင်တန်းလေးလောက်ဈိုင်းညင်တယ်ဆိုတော့ကျွန်တော်ဆက်သွယ်ပေးပါတော့